Hello အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှတော့အရန်စားလို့ကောင်းတယ်တစ်ဖက်ထမင်းတုံနေလေးကိုလာမျှရပြရဖြစ်ပါတယ်အိမ်မှာဟင်းမချက်ချင်တဲ့နေ့တွေဆိုလို့ရှိရင်အခုလိုလိုတောက်စားကြည့်ပါနော်အရန်စားလို့ကောင်းပါတယ်ကဲဒါဆိုလုံနေလေးကိုသိရအောင် ဖြွေးဗီဒီယိုလေးကိုအဆုံးထိလိုက်ကြည့်ပေးကြပါဦးရှင် ဒီတစ်ခါလက်ဖက်ထမင်းတုတ်ထဲမှာဖြိုးဟာပြောင်မှုပြုတ်လေးနဲ့ထက်သုံးထားပါတယ်။အရင်ဦးဆုံးပြောင်မှုအစီလေးတွေကိုခြွေထားပေးလိုက်ပါတယ်။ပြောင်မှုကတော့ဖြိုးဟာပြောင်မှုတစ်လုံးရဲ့တစ်ပိုင်းစာကိုသုံးထားတယ်ပေါ့နော်။ဒီနေရာမှာကိုကပြောင်မှုမကြိုက်ဘူးဆိုလို့ရှိရင်မထက်လည်းရပါတယ်ရှင်။ဖြိုးကဒီတစ်ခါအိမ်မှာရှိနေတာနဲ့ထက်သုံးစာဖြစ်တာလည်းဖြစ်ပါတယ်။ပြောင်မှုကိုခြွေပြီးတာနဲ့စက်သွန်တွေတလုံးစာလောက်ကိုလည်းပပားလေးတွေလှိထားပေးလိုက်ပါတယ်။ ဖြော်ဟာအိမ်မှာထမင်းလုံးလုံးစားမှဖြစ်တဲ့အတွက်ဒီပါဝင်တဲ့ပစ္စည်းလေးတော့နည်းနည်းလေးစုံနေပေါ့နော်ဒီနေရာမှာဖြိုးလုံးမစုံနိုင်ရပါတယ်ရှင်ထဲတဲ့ပစ္စည်းလေးတွေပြီးရနဲ့တက်တော့ဖြိုးနမွာစားလောက်ကိုလည်းခပ်ပပနေထားလေးတွေလိထားပေးလိုက်ပါတယ်တံမြားသိနှစ်ဆိတ်စားလောက်ကိုလည်းအစင်သိလိထားပေးလိုက်ပါတယ်ရှင်ပြီးတော့ငှုပ်သည်စိတ်လေးနိုင်ငယ်ကိုလည်းခပ်ပပနေထားလေးတွေလိထားပေးလိုက်ပါတယ်ဒီနေရာမှာကိုကအဆက်မစားဘူးဆိုလို့ရှင်ငှုပ်သည်ကိုမထက်လည်းရတယ်ပေါ့နော် ဒီဗီဒီယိုလေးကတော့ရိုက်ထားတာ2ရက်3ရက်လောက်ရှိပါပြီ။ဟိုနေ့ကတော့စာဖြည့်နေတခါတည်းရိုက်ထားတာလေးပေါ့နော်။ဒီနေ့မှတခါတည်းဖြုတ်သွားတင်ပေးလိုက်ပါတယ်ရှင်။ဒီကနဲ့ကော်ပီနိုင်ငယ်ကိုလည်းပပလေးတွေလေးထားပေးလိုက်ပါတယ်။ကော်ပီကတော့အိမ်မှာနည်းနည်းလေးရှိနေတာနဲ့ထည့်သုံးထားတာပေါ့နော်။ပြီးတော့ခရမ်းချစ်တဲ့နှလုံးစာလောက်ကိုလည်းဖြုတ်သွားအခုလိုမျိုးလေးလေးတောက်တုံးသေးသေးလေးတွေလေးထားပေးလိုက်ပါတယ်ရှင်။ ခဲအားလုံးလည်းပြုလို့လှီးလို့ပြီးပြီဆိုလို့ရှိရင်တော့ပြုလို့စပြီးတော့တုတ်ပေးရန်အတွက်သုံးမခွက်သေးကိုထမင်းကိုကိုလိုအပ်သလောက်ထည့်ပေးလိုက်မယ်ပြီးရင်တော့ပြုလို့ချွေထားတဲ့ကြောင်မူလေးတွေအစင်သိပ်လေးထားတဲ့ဒီအသေးရွက်လေးတွေကိုပါထည့်ပေးလိုက်ပါမယ်နော်ဒီကမ်းမှာပြုပါပို့ပြီးတော့စားလို့ခံအောင်ပေါ့နော်ဒီပစုံ၆နင်းငယ်ကိုလည်းထည့်သုံးထားပါတယ်ရှင်ထမင်းတုတ်လေးရတော့နည်းနည်းလေးများတယ်ပေါ့နော်သုံးရောက်စာဆိုတော့လေပါဝင်တဲ့သေးရွက်လေးတွေကိုထည့်ပေးတာနဲ့လက်ဖက်ထုတ်လေးတွေကိုဖောက်ထည့်ပေးလိုက်ပါတယ်ဒီမှာဖြိုးသုံးထားတာသုံးထုတ်စာပေါ့နော် အရသာအတွက်ကာသူတွေကိုဖြူပါတားမုတ်လေးနေငယ်ပြီးတော့ငံပြိုင်အင်းနေငယ်နဲ့အစင်သစ်လေးထားတဲ့သမယာတိလေးနဲ့စိတ်စာလုံးကိုပါညှစ်ထက်ပြီးတော့နောက်ဆုံးကြမှာဒီစီစိတ်လေးနေငယ်ကိုထည့်ပြီးတော့အားလုံးကိုနှက်သွားအောင်ပေါ့နော်နှက်သွားပေးလိုက်ပါရရှင်အားလုံးကိုတမတော်အောင်ဖြူတို့အားရပါရလေးသုတ်သွားပေးလိုက်ပါမယ်ကြည့်ပါအောင်အယောင်စင်းလေးရဆိုလို့ရှိရင် စားချစ်စရာလေးပေါ့နော်အယောင်စုံလေးရသားလေးကတော့လုံးဝစိတ်စိတ်လေးနဲ့အရန်ကိုစားလို့ကောင်းပါတယ် ကံပြုတ်နဲ့သွားပေးလိုက်တာအာလုံးနဲ့တမတော်ပြီဆိုလို့ရှိရင်တော့ရတာပေါငယ်ကိုမြည်ပေးလိုက်မယ်ရတာလည်းလုံးဝစင်ကြည့်ပြီဆိုလို့ရှိရင်တော့ရပါပြီနော်ဒီနေ့ဟာဆိုလို့ရှိရင်အရင်ကစားလို့ကောင်းတယ်ဖြူတို့ရဲ့အဖက်ထမင်းတုံမွှေးလေးရတော့စားလို့ရပါပြီရှင်ဒီနေ့လေးရတော့အိမ်မဟင်းမချက်ဖြစ်တဲ့နေ့တွေဆိုလို့ရှိရင်တုံစားဖြစ်တဲ့နေ့လေးပေါ့နော်ရန်လည်းစားကောင်းပါတယ်ရှင်စားလို့လည်းကောင်းပြီးတော့လုံနေလေးရလည်းလွယ်ကူတာမို့ဒီဗီဒီယိုလေးရအားလုံးအတွက်အစီအပြေမဲ့လို့ညွှန်လင်းပါတယ်ရှင်ဒီနေ့ရဲ့ဗီဒီယိုလေးရတော့ဒီလောက်ပါပဲနော်ဒါဆိုဖြူရနေဗီဒီယိုတစ်တိမှပြန် xong chào mẹ nó. Alo, bye bye.